မင်္ဂလာပါရှင်။ဗမာခေတ်သည်တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဇွန်လ6ရက်နေ့မွန်လွဲပိုင်းတရင်များကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်နေနဲ့မြန်မာနိုင်ငံတွင်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှဘုံမှုချုပ်အစင်နှုတ်အပါဝင်စစ်ရာရှိ18ဦးသေဆုံးပြီးဒုဗိုလ်မှူးကြီးတဦးကိုစစ်တုံးမှန်ဖြစ်ဖမ်းဆီးရရှိဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။မြန်မာနိုင်ငံတွင်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှဘုံမှုချုပ်အစင်နှုတ်အပါဝင်စစ်ရာရှိ18ဦးသေဆုံးပြီး ဒူဘူမူကြီးတအိုးကို73မန်းဖြစ်ဖန်စီရရှိကြောင်းတွန်လင်းတက်များ၏ထုတ်ပြန်ချက်နှင့်ရှန်ကုန်ခေတ်တည်ထရင်ထဏိုင်းစုစည်းထားသောတရင်အချက်လက်များရသည့်ရှိရသည်။မင်းလာတွင်စစ်ကောင်စီတမအရာရှိနှင့်စစ်သည်အများပြားတိုက်ပွဲတွင်သေဆုံးခြင်း၊ဗမော်ရီရဟယင်နစီပြစ်ခတ်ခံရပြီးပြတ်ကျ၍စစ်တမအရာရှိနှင့်စစ်သည်အများပြားသေဆုံးခြင်းအပဝင်အရေးအတွက်အဖြစ်များစွာသေဆုံးခဲ့တော်လည်းထိပ်ပိုင်းစစ်အရာရှိကြီးနှင့်ထင်သာမြင်သာရှိသောအရာရှိငယ်များ၏သေဆုံးမှုစဉ်များကိုပြန်လည်ပြုစုရာတွင်ဗမူကျုပ်အစင်းနှုတ်အပဝင် ဆင်းရရှိ18ဦးတေဆုံးပြီးတအူကိုတုံမန်းဖြစ်ဖမ်းဆီးရရှိမှုကိုမှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။ကရင်နေပြည်ပေါ်လကဲတိုက်ပွဲတွင်မိလာ6ရက်နေ့စစ်ကောင်စီတပ်ဘက်မှတမ66ပြူအောင်မှုဘုံမှုကြီးအောင်ကျော်တပ်ခေါ်အုံဖီ DSA 44သည်တေဆုံးသွားခဲ့သည်။မိလာ6ရက်နေ့ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ချောက်ကြီးရွာရှိစစ်ကောင်စီခမရ998တရင်ဌာနချုပ်ကို KNL SOF PDF ပကပလုတ်ခဲ့ PDF နဲ့ drone ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီး စစ်ကောင်စီတပ်မှတပ်ထောက်ပူကြီးရှိုင်းပြောင်းတိုက်ဆုံသွားခဲ့တယ်။ ထို့ပြင်မေလ၁၈ရက်နေ့တောင်ငူလီဒက်စကန်ကိုတော်လင်းတက်များကတရားခုံမမရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရရင်ဒုတိယဗိုလ်မှူးကြီးနှုတ်နှင့်ဗိုလ်ကြီးနှုတ်သိဆုံးခဲ့ရသည်အလားတူပြင်မေလ၁၉ရက်နေ့တန်တော်ကြီးမြို့နယ်ရှိစစ်ကောင်စီတပ်မတော်ကြီးတင်းနန်းချောင်းကိုတရားခုံမမရှော့တိုက်တုံးဖြင့်ပြစ်ခတ်ခဲ့ရဗိုလ်မှူးသုံးသိဆုံးခဲ့ကြောင်းသိရှိရသည်ကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာပို့သောစစ်တပ်ရဟယင်းနှစ်စီးကို KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့ရရဟယင်းတစ်စီးမှာရွှေကူမြို့နယ်တွင်ပြတ်ကျသွားခဲ့ပြီးလေဟင်းရဟယင်းမှုဗိုလ်ကြီးမြို့ ထံအပဝင်လေတက်ရရှိသုံးဦးစေပြူအမအပဝင်ဆက်သား၁၉ဦးသေဆုံးခဲ့ရသည်ဒို့ဒူမေလ၂၁ရက်နေ့နနက်9:40မိနစ်ခန့်အချိန်စကိုင်းတိုင်းစလင်းကြီးမြို့နယ်ရန်စီဝမ်ပေါမှာဂျင်းနီတွေကအကာအကွယ်ဖြင့်လုံခြုံရေးယူဖို့ထွက်လာရန်စစ်တပ်ကိုရင်မပင်မြို့နယ်အဆက်ရှိမြောင်းရမာတရာတွင်တော်လင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစက်ကောင်စီတပ်မှပုံမှုညံထွန်အပဝင်ဆက်သား၅ဦးသေဆုံးခဲ့သည်မေလာတွင်ထူးခြားဖြစ်စဉ်ဖြင့်ရန်ကုန်မြို့မယန်ကုန်းမြို့နယ်တွင်မေလာ၂၂ရက်နေ့အငိမ့်စားပုံမှုချုပ်ချုံ ွန်အောင်ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဆိုပါဗိုလ်မှူးချုပ်မှပွေချင်းမီတိဆုံသွားခဲ့ပြီး ရခိုင်ပြည်နယ်တွင်နဲ့လေမေလ26ရက်နေ့ကြောင်းဖြူမြို့နယ်တွင်ဖြစ်ပွားသောတိုက်ပွဲတွင်တမ17ပြူအောင်မှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်မှအေအေးပြစ်ခတ်မှုကြောင့်တိစုံသွားခဲ့ရသည်။အလားတူပင်အေအေးပြစ်ခတ်မှုကြောင့်ကြောင်းဖြူတိုက်ပွဲတွင်ခမရ943မှဗိုလ်ချုပ်တဦးမှလည်းတိစုံခဲ့ရသည်။စေရရှိချီတဦး73မှန်ဖြင့်ဖန်စီရရှိမှုဖြင့်မေလ30ရက်နေ့ရခိုင်ပြည်နယ်ကြောင်းဖြူမြို့နယ်မင်းတပ်တောင်ကျေးရွာတိုက်ပွဲတွင်တိုင်းဆက်ဦးကြီးမှုပထမရန်ဂျီဝန်ဒုတိယဗိုလ်မှူးကြီးကျော်လင်းချန်ကို73မှန်ဖြင့်အေအေးကဖန် စီရရှိခဲ့သည်ဆလဘေးမြကျိနာမြို့နယ်ကျပ်ပေါင်ချမ်းရက်ကွက်တွင်ဒုတိယဘုံမူကြီးအောင်မြင်တန်းထံသို့တလသိန်း90ပြည့်လောင်ကစားဝိုင်းများအကြီးအကျယ်လုံနေတော်လေစတန်နေရှဲများကမပန်းရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ချက်ပောင်ချန်ရက်ကွက်အတွင်ဒုတိယဘုံမူကြီးအောင်မြင်တန်းထံသို့တလသိန်း50ပြည့်လောင်ကစားဝိုင်းများအကြီးအကျယ်လုံနေတော်လဲစတန်နေရဲကမဖမ်းရဲပေလက်ဆောင်တာကြောင့်ဒေသတရင်ရင်းမြစ်များကပြောဆိုသည်လွန်ခဲ့သော6လခန့်မှစတင်ပြီးမြစ်ကြီးနားမြို့ချက်ပောင်ချန်ရက်ကွက်တွင်လောင်ကစားဝိုင်းကိုခြံဖွင့်၍ဆောင်ရွက်နေပြီးအဆိုပါလောင်ကစားခြံပိုင်ရှင်မှမြင်းစောဆိုသူဖြစ်ကြောင်း၎င်းကနေမြေခန့်တရင်မှဒုတိယဘုံမူကြီးအောင်မြင်တန်းကိုလစဉ်ငွေချက်သိန်း50လက်ပေးရကြောင်းထို့ကြောင့်နေမြေခန့်တန်း နေရဲများကရင်းလောင်ကစားဝိုင်းကိုမဖမ်းရဲပေလောင်ကစားဝိုင်းမှာလည်းနေရောညမှာအလွန်အတင်ရဲလာကြောင်းလောင်ကစားဝိုင်းတွင်ကျဲလာမှုနဲ့အတူလူရက်ခိုးဆိုးမှုများလည်းမြင့်တက်လာနေကြောင်းသိရှိရသည်။ လောင်ကစားခြံဝင်းထဲမှာလောင်ကစားနည်းမျိုးစုံလုံနေတာလောင်ကစားဝိုင်းပိုင်ရှင်မြင့်စောကဘသူမှခေယူမဆိုင်ဘူးသူ့ဘုံမကြီးအောင်မြင်တန်းနဲ့ပိုင်နေဆိုပြီးတမန်ရှဲနဲ့စက်သားလောက်ကတော့ဆဲဆိုပြီးအောင်းအောင်ထုတ်တာကိုဒေသတရင်ရင်မြကဆိုသည်ဒေသပြည်သူများကလောင်ကစားဝိုင်းနဲ့ပတ်သက်၍မကြကနာတိုင်ကြတော့လေမြေသီးဌာနအဖွဲ့ကမှဖန်ဆီးပေးနိုင်ခြင်းမရှိကြောင်းသိရှိရသည်မြင်းစော်ကအခုနိုင်ငံကိုတက်ကအုပ်ချုပ်နေတာကဘေကောင်ခီယူဆိုင်ရာမှာလဲဆိုပြီးတိုင်းနေသူတွေကိုပါပြန်ပတ်နေတာဟုဒေသတရင်ရှင်မြက်ကဆက်လက်ပြောဆိုသည် ကချင်ပြည်နယ်မြကျေးနားမြို့ကျပောင်ချန်ရွက်ကွန်မှာလောင်ကစားဝိုင်းများကြောင့်ဒေသမှလူငယ်လူရွယ်များနဲ့ပြည်သူများမှာနေစဉ်လောင်ကစားဝိုင်းတွင်ပင်အချိန်ကုန်ကြပြီးပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်းအမြင့်တစေလူဝင်လူထွက်များစွာဖြင့်ရောက်ဆွဲမှုများများပြားလာကလုံခြုံမှုမရှိသည့်အခြေအနေဖြစ်ပေါ်နေကြောင်းပြည်သူများကပြောဆိုကြသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကိုနှစ်အရွယ်မိန်းကလေးငယ်တူအရမပြုကျင့်တက်ဖြတ်ခံရမှုတန်တရာတရားခန်းရှိဦးကိုအေအေဖန်စီဆစ်စီနေဆွေးတဲ့မယ်ဖြစ်ပါရခြင်း။မင်းပြမျိုးနဲ့ဖောင်ပြူကြီးရွာမှာအသက်ကိုနှစ်အရွယ်မိန်းကလေးငယ်တူကိုအရမပြုကျင့်တက်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုတန်တရာရှိသူရှိဦးအားတရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS ကဖန်စီဆစ်စီနေကြောင်း ULAA ပြောရေးဆိုခွင့်ရှိသူခိုင်သူခါကရှမန်နေရင်တရင်ထုတ်ပြန်သည်။ အဆိုပါအမှုသည်ဧပြီလ6ရက်နေ့ကဖြစ်ပွားခဲ့ပြီးဇူလွန်ခံရသူရှုအလောင်းအားရွှေအနည်းရှိတဲ့ပင်တွင်ဇူဖြင့်တွဲလောင်းချီထားခဲ့ခြင်းကြောင့်ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ကြသည်ကနအူရင်းအသက်30ရွယ်အမျိုးသားသူကိုဖမ်းဆီးခဲ့ပြီးနောက်ထပ်ဆက်ဆက်တရားခံများကိုထပ်မံဖမ်းဆီးခြင်းဟုသိရသည် အုပ်စုဖွဲ့ကျူးလွန်ခဲ့တဲ့သဘောပဲကျွန်တော်တို့ကဒီအမှုကိုလူသိရှင်ကြားနဲ့ထိထိရောက်ရောက်အရေးယူပေးဖို့ပြောချင်ပါတယ်ဟုရခိုင်ဒေသခံတရင်ရှင်မြက်ကပြောသည်တန်တရားတရားခံရှေဦးက DLEBS ကဖော်ထုတ်ဖန်ဆီထိန်းသိမ်းထားပြီးတရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရင်ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်နေကြောင်း RK တမရ A ပြောခွင့်ရခိုင်သူခါကတရင်ထုတ်ပြန်ထားသည်မင်းမြောင်မြို့နယ်၌ဖြစ်ပွားခဲ့တဲ့အဆိုပါမှုသည်ကျူးလွန်ခံရသူနှင့်မိသားစုဝင်များသာမကလူအဖွဲ့အစည်းတစ်ခုလုံးကိုချိန်ချောင်းနိုင်သည့်ကြီးလေးသောရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင်အကြီးမားဆုံးပြစ်ဒဏ်ချအရေးယူပေးရန်ရခိုင်ရက်ဖက်အဖွဲ့စည်းစစ်တပ်ဖွဲ့ကမေလ၁၇ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။အမှုနှင့်ပတ်သက်၍စစ်စစ်ဆက်ဆက်ဗမလိုက်ပင်အချိန်နှင့်တပြေးညီစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးပြစ်မှုကျူးလွန်သူကိုဖော်ထုတ်ကောင်ပြစ်မှုပေါ်ရညွန်ငိမ့်ခွင့်မရှိပေဥပဒေအောက်တွင်အကြီးမားဆုံးပြစ်ဒဏ်များဖြင့်အရေးယူပေးရန်ကျူးလွန်ခံရသူနှင့်မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိပြီးအမခံပြီးစီရင်ချက်ချမှတ်ပေးရန်အရကဒေသနှင့်အမျိုးသမီးများနှင့်ကလေးငယ်များအပေါ်အကြံဖက်မှုများကျူးလွန် ွန်ခြင်းများနောက်နောက်မဖြစ်ပွားရအောင်ထိရောက်အောင်ကာကွယ်တားဆီးပေးသည့်လုပ်ငန်းစဉ်များချမှတ်ပေးရန်၎င်းတို့ကတောင်းဆိုခဲ့သည် ဆလဘီရုရှားဘီလာရုစ်လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေ ILO ကစစ်ကောင်စီကိုအာတီကယ်33ဖြင့်အရေးယူရန်ဆုံးဖြတ်မှုမြန်မာပြည်သူလူထုအောင်ပွဲဖြင့် NUG ကကြိုးဆိုဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရုရှားဘီလာရုစ်လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေအပြည်ပြည်ဆိုင်ရာအလုသမာအဖွဲ့ချုပ် ILO ကစစ်ကောင်စီကိုအာတီကယ်33ဖြင့်အရေးယူရန်ဆုံးဖြတ်ချက်ချမှတ်မှုသည်မြန်မာပြည်သူလူထုအောင်ပွဲအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုသမာဝန်ကြီးဌာနကကြိုးဆိုလိုက်သည် ရှမန်နီဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့၌ကျင်းပပြုလုပ်လျက်ရှိသည့်133ကျင်းမြောက်အပြည့်ပြည့်ဆိုင်ရာအလုံသမားရေးရညီလာခံတွင်အိုင်ယယ်လိုကစစ်ကောင်စီအခြေခံအလုံသမားအခွင့်အရေးလူအခွင့်အရေးချိုးဖောက်မှုများအထူးသဖြင့်အိုင်ယယ်လို၏လွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်နှင့်စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89အထမအလုပ်စေခိုင်းခြင်းဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29တို့ကို ကျွလွန်ချိုးပေါင်းမှုများကြောင့်အတေကဲ33ရာစက်ကောင်စီကိုအရေးယူရန်ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည့် ILO ၏ဆုံးဖြတ်ချက်သည်မြန်မာပြည်သူလူထုအောင်ပွဲဖြစ်ပြီးမြန်မာပြည်သူလူထုကနှစ်ပေါင်းများစွာကြံ့ကြံ့ခံရင်ဆိုင်ပြီးစစ်တေအိတ်တနက်ကြီးစံများနေမျိုးစုံဖြင့်ဖိနှိပ်မှုများအမျိုးသမီးများအပေါ်လိမ်မိုင်းဆိုင်ရာအနိုင်ကျင့်မှုများအရတားပြည်သူလူထုနှင့်စာသင်ကျောင်းများ၌ပညာသင်ကြားနေသည့်ကလေးငယ်များအပေါ်ပုံကျဲတိုက်ခိုက်မှုများကြားရတွင် စဉ္ညာကံရင်ဆိုင်ခြင်းမှရရှိခဲ့တဲ့ပြည်သူအောင်ဝေးဖြစ်ကြောင်း NUG ကဆိုသည်ရခုကဲ့သို့စစ်အုပ်စုအားအေးအေးယူယူဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးဝင်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကိုစားမြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA CDUM မှဦးမမောင်ကညီလာခံတွင်ကနေအပွင့်မာစကားတွင်တိုက်တွန်းပြောကြားခဲ့ပြီးတဆက်ထဲမှာပင်အပြည်ပြည်ဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ်ဒုတိယကိုယ်စားလှယ်အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးဝင်ဆိုင်အဖွဲ့ဝင်အလို့သမားကိုယ်စားလှယ်ဒေါ်ဖြူဆန္နာစု MLA CDUM ကစေဟုစု၏အခြေခံအလို့သမားအခွင့်အရေးလူအခွင့်အရေးချိုးဖောက်မှုများအနိုင်ကျင့်ဖိနှိပ်မှုများအကြမ်းဖက်လုပ်ရန်များအတွက်အတိကဲတတိတရိယအရေးယူခြင်းသည်လက်စားချေခြင်းမဟုတ်ဘဲမြန်မာပြည်သူလူထု၏ဂုဏ်သိက္ခာတရားမျှတမှုမြန်မာပြည်သူလူထုများ၏တူတည်းရေးဘဝပြန်လည်တည်ဆောက်ရေးအတွက်ဖြစ်ကြောင်းပြောကြားသည်။အယလုံညီလာခံတွင်မြန်မာပြည်သူလူထုကိုစားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရအလုံသမားဝင်ကြီးဌာနဦးဆောင်သည့်အစိုးရ လုပ်ငန်းရှင်နဲ့အလုပ်သမားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးမြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများနဲ့အခြေခံအခွင့်အရေးများပြန်လည်ရရှိရေးကြိုးပမ်းဆောင်ရွက်မှုများတွင်ယခုကဲ့သို့သမိုင်းတွင်မီဆုံးဖြတ်ချက်တည်းရချမှတ်လိုက်ခြင်းနဲ့မြန်မာပြည်သူလူထုပေါ်တကဘာလုံးနဲ့ ILO တို့ကမျက်ကွယ်ပြုမထားကြောင်းကိုမျက်မြင်သက်သေပြလိုက်ခြင်းပင်ဖြစ်ကြောင်း NUG ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်မြန်မာပြည်သူများပေါ်တွင်ဖိနှိပ်သက်ပြန်နေသည့်စစ်အုပ်စုအကြမ်းဖက်လုပ်ရများကိုကမ္ဘာလဲတွင်ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်းမြန်မာပြည်သူလူထုနှင့်အတူ ILO ပွဲဝင်နိုင်ငံ ်များမှအစိုးရအလုံရှင်အလုံသမားကိုယ်စားလှယ်များနိုင်ငံတကာတွင်ရှိနေသည့်အလုံသမားများအလုံသမားတမကအဖွဲ့ဝင်များကောင်းဆောင်များကမြန်မာပြည်သူလူထုနှင့်အတူတသားရေရတဲ့အကြောင်းပြသခဲ့ခြင်းလည်းဖြစ်ကြောင်း NUG ကစက်ပြောထားသည် စစ်အုပ်စုကိုအတိကဲတတ်တဲ့တွေအရေးယူမြေကိစ္စကိုအဆိုတင်တဲ့နေ့ခါရင်မြန်မာစစ်အုပ်စုနဲ့တကဘာလုံးကိုနိုင်တဲ့စီးနှင်ပြူအနိုင်ကျင့်ရန်ကြိုးစားနေသည့်ရုရှား၊ဘီလာရုစ်၊လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေယခုညီလာခံတက်ရောက်လာကြသည့်အလုံရှင်ကိုယ်စားလှယ်များအလုံသမားကိုယ်စားလှယ်များနိုင်ငံတကာမှတက်ရောက်လာကြသည့်စီးဝိုင်းကိုယ်စားလှယ်များမှတခဲနဲ့ထောက်ခံခဲ့ကြကြောင်းသိရှိရသည်။ အတိကဲတက်တဲ့3ဆုံးဖြတ်ချက်အောင်ွေသည်တက္ကပါလုံးနှင့်ရှင်နေကြသည့်ဆက်အုပ်စုနှင့်ဆွေအုပ်စုအပေါင်းပါများကိုလက်နက်ရှိတိုင်းနိုင်တဲ့စီးနှင့်လှုပ်ဆောင်ရမြအကြောင်းကိုတက်တီပြခြင်းလင်းဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုအပြည့်အဝလက်ခံကျင့်သုံးသည့် ILO ၃ဝင်ဆိုင်ရန်နေရာတွင်တည်ရှိနေသည့်နိုင်ငံတကာအစိုးရများအလို့ရှင်များအလို့သမားများအနေဖြင့်မြန်မာပြည်သူလူထုဤဘဝကိုမျက်ကွယ်ပြုမထားဘဲတသားရဲ့ရက်တွေပြီးဆွေအုပ်စုအနေဖြင့် နိုင်ထက်စင်းနှင်းပြုံနေမှုများကိုမြေသူမားမှလက်မခံနိုင်ကြောင်းပြပြတသားပြတ်သားနိုင်လိုက်ခြင်းဖြစ်ကြောင်းအန်ယူဂျီကြီးညာချက်တွင်ဖော်ပြထားသည်။